မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်ကုမ္ပဏီနှစ်ခု lobby လုပ်ပေးရုံနဲ့စစ်တပ်စွန့်ထင်းနေတဲ့သွေးတွေဟာပြောင်းစင်နိုင်မှာမဟုတ်ဘဲ lobby လောက်ခဒေါ်လာ3တန်းခွဲနှိပါမှာပြည်သူစီကနေစစ်တပ်ရဲ့ခိုးရပါပိုင်ဆိုင်မှုဖြစ်ပါတယ်။စကိုင်းမြို့ပေါ်မှာတပ်မ33ကပြူစော့တီအဖွဲ့များစွာကို ဖွဲ့စည်းပေးနေပြီးရှင်တန်ရက်တီရဲ့အတွက်စက်ကြီးကောက်ခံမှုတွေ ချင်းချောင်းငွေကောက်ခံမှုတွေကိုတရားဝင်ခွင့်ပြုထားတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်တရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ဘုတ်ကတော့ American အခြေစိုက် Macian Group နဲ့ DCN Group တွေက lobby လုပ်ပေးရုံနဲ့မြန်မာစစ်တပ်လက်ဝယ်မှာစွန့်ထင်းနေတဲ့သေးတွေကိုပြောင်းစင်နိုင်မှာမဟုတ်ပဲစစ်တပ်ကိုဂေပောက်မှရှိ နိုင်ငံကအရေးယူဖို့အတွက် Justice for Myanmar JFN ကတိုက်တွန်းပြောဆိုလိုက်ပါတယ်။တရားဝင်အကြမ်းဖက်ဆီအုပ်စုအတွက်နိုင်ငံကအပေးကူညီသူဖြစ်စွန့်နေတဲ့ Washington DC အခြေစိုက် lobby တွေကိုရပ်တန့်နိုင်ရေးအစိုးရတွေအနေနဲ့ဒဏ်ခတ်ပိတ်ဆို့မှုကေပောက်တွေကိုပိတ်ပင်ရမယ်လို့လည်း JFN ကဆိုထားပါတယ်။ပြီးခဲ့တဲ့ August 1ရက်နေ့က Washington DC အခြေစိုက်ပြည်သူ့ဆက်ဆံရေးလုပ်ငန်း McKean Group က American ပြည်ထောင်စုအစိုးရနဲ့ဆက်ဆံရေးကောင်းမွန်တိုးတက်စေရေး ကျူပန်းဆောင်ရဲ့ပေးဖို့တဲ့အမေရိကန်ဒေါ်လာ3,600တန်ဖိုးရှိတယ်။စာချုပ်တရက်ကိုတရားဝင်စေုပ်စုနဲ့ချုပ်ဆိုခဲ့လို့လည်းသိရပါဗါး။အဲ့ဒီမတိုင်မီကလည်း DC အခြေစိုက် DCI Group ဟာစေုပ်စုနဲ့အမေရိကန်ဒေါ်လာ3,000တန်ဖိုးရှိတဲ့စာချုပ်တရက်ကိုချုပ်ဆိုခဲ့ပြီးအဲ့ဒီစာချုပ်ဟာလည်းကုန်သွယ်ရေးနဲ့တဘဝတန်ဆာတာဆိုင်ရာတွေပါဝင်နေတယ်လို့လည်းသိရပါဗါး။ Justice for Myanmar အနေနဲ့စစ်ရာဇဝဲမှုတွေနဲ့ လူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့ရာဇဝတ်မှုတွေကိုအလုံးစုံပြစ်ဒဏ်ကင်းလွတ်မှုနဲ့ကျွလွန်နေတဲ့တရားဝင်စုစုကိုကိုစားပြုဆောင်ရွက်ပေးနေတဲ့အတွက် Macken Group နဲ့ DCI Group တို့ကိုကန့်ကွက်ရှုံချရလို့လဲ GFN ကထုတ်ပြန်ထားပါဗျ။ DC အခြေစိုက် Lobby တွေအနေနဲ့လက်ပန်းကြောက်အောင်ရှော့ဖို့စီကမှုမြန်မာစစ်တပ်လက်ဝဲမှာစွန့်ထင်းနေတဲ့သွေးတွေကတော့ပြောင်းစင်နိုင်မှာမဟုတ်ဘူးလို့လည်းသိရပါဗျ။ဒါ့အပြင်အဲ့ဒီကုမ္ပဏီတွေရဲ့ဝင်ငွေရင်းမြစ်တွေနဲ့ လုံဆောင်ထားတဲ့တင်ကြိုစီစဉ်မှုတွေကိုထုတ်ပြန်တင်တယ်လို့စေအုစုကပေးချေတဲ့ငွေကြေးမှန်သမျှဟာငွေကြေးခွာချမှုဖြစ်နိုင်ပြီးမြန်မာပြည်သူတွေစီကနေခိုးရပိုင်ပိုင်ဆိုင်မှုတွေဖြစ်နိုင်တယ်လို့လည်း JFN ကတတိပေးထားပါဗျ။အဲဒါကြောင့်မြန်မာစစ်တပ်ရဲ့နိုင်ငံရေးတရားဝင်မှုရအောင်ကြိုးပမ်းမှုနဲ့ သူတို့ကျူးလွန်နေတဲ့နိုင်ငံရာဇဝတ်မှုတွေအတွက်ငွေကြေးရှာဖွေရန်ကြိုးပမ်းမှုတွေကိုပိတ်ပင်နိုင်ရေးအတွက် SSPC ကိုတန်ခတ်ပိတ်ဆို့မှုစီးရင်မှာအမြန်ဆုံးထည့်သွင်းရမယ်လို့လည်း GFN ကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ဇကိုင်းအတင်းတပုတ်ကိုကြည့်အောင်ပါ။ဇကိုင်းမြို့ပေါ်မှာပြူစောတိအဖွဲ့တွေကိုတက်မ33ကဖွဲ့စည်းပေးနေပြီးပြူစောတိအဖွဲ့တွေရက်တီလက်ပတ်နိုင်တဲ့စက်ကြီးကောက်ခံတာတွေအောင်ပါလေးတီရောင်းချတာတွေ စစ်မှုထမ်းကြီးကောက်ခံတာတွေစစ်မှုထမ်းလူစားတို့အယောင်းဝယ်လုပ်တာတွေအပါအဝင်ချင်းချောင်းငွေကောက်ခံမှုတွေကိုတရားဝင်ခွင့်ပြုထားတယ်လို့သကိုင်းမျိုးကကင်းထောက်အဖွဲ့ချုပ်စီကရန်ကုန်ခေတ်ကသိရပါဗျ။သကိုင်းမျိုးပေါ်မှာပြူစောထီတွေကစစ်တပ်ထုတ်ဝေနေတဲ့အောင်ပါလီထီတွေကိုဈေးဆိုင်တွေနဲ့လုပ်ငန်းရှင်တွေစီကိုမဝယ်မနေရအဖြစ်ချင်းချောင်းရောင်းချနေတာလည်းဖြစ်ပါဗျ။ဒါအပြင်အောင်ပါလီထီကို မတန်တဆဈေးတင်ရောင်းချနေသလို900ဆိုင်ကနေစတင်က စက်ယုံပွဲယုံအလုံယုံပိုင်ရှင်လို့စီးပွားရေးလုပ်ငန်းရှင်တွေအထိအောင်ပါလေထိအ ਨੇ စုံ9000ကနေ3000တိမဝယ်မနေရအတင်းကျပ်ချင်းချောက်ရောင်းချနေရလို့လည်းသိရပါဗါတယ်။အဲ့ဒါအပြင်သခိုင်းမျိုးပေါ်မှာလည်းပြူစိုးထီတွေကစစ်မှုရန်ကြီးကောက်ခံတာစစ်မှုထံလူစားတို့အယောင်းဝယ်တွေနဲ့လူငယ်တွေကိုဖမ်းဆီးရောင်းချတာတွေကိုအကြီးအကျယ်လှုပ်ဆောင်နေရလို့လည်းသိရပါဗါတယ်။အဲ့ဒါအပြင်သခိုင်းမျိုးပေါ်ကပြူစိုးထီတွေက ရဲတွေနဲ့ပူပေါင်းကလံကစားဝိုင်းတွေပြည်စာခန်းတွေအရက်ဆိုင်တွေနှလုံးထီသုံးလုံးထီရောင်းချသူတွေကိုလည်းစက်ကြီးကောက်ခံတာအဲ့ဒါမျိုးတွေလှုပ်ဆောင်နေပြီးပြူစောထီးတွေရမုံငွေဆိုပြီးအမည်တက်ကလံကစားဝိုင်းအချို့ကိုလည်းဈေးပွဲတော်အမည်ခံကကျင်းပကငွေရှာကြတယ်လို့လည်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးတော့တလင်းသာရီတန်းတရချောင်းမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူလူထုနေထိုင်တဲ့ကျေးရွာတွေကိုစစ်အရာရှိတွေကဖျက်ဆီးဖို့အမိန်ပေးကြတာကြောင့်မီးတင်ရှို့ခဲ့ရတယ်လို့တရချောင်းမြို့အခြေဆိုင်ခမရ404ကအလင်းဝင်ရောက်လာတဲ့တပ်သားမောင်စင်ကိုကိုကဝန်ခံထွက်ဆိုပါတယ်။အရာရီတိုင်းမှာနေထိုင်တဲ့အသက်16နှစ်အရွယ်ရှိတဲ့6တန်းကျောင်းသားမောင်စင်ကိုကိုဟာအခုနှစ်ကျောင်းပရဲ့အိမ်ရဲ့စီးပွားရေးအဆင်မပြေတဲ့အတွက်စပါးထွက်ထန်းခဲ့ရတာကနေ လမ်းပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံရသူဖြစ်ပြီးတေချောင်းမြို့နယ်ခမရ404တရဲမှာစစ်မှုထမ်းနေစဉ်တွင်ဩဂတ်လ25ရက်နေ့မှာလက်နက်ခဲယမ်းတွေနဲ့တူတေချောင်းမြို့နယ်အခြေဆိုင်တော်လန်းတွေစီကိုအလင်းဝင်ရောက်လာခဲ့သူလည်းဖြစ်ပါတယ်တပ်သားမောင်စင်ကိုကိုဟာခမရ404မှာတောင်းဝန်ထမ်းဆောင်ခဲ့စဉ် ။ဩဂတ်စ12ရက်နေ့ကနေဩဂတ်စ25နေ့ထိတဲချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးခဲ့ရပြီးစစ်တပ်ကအုတ်တူရွာ၊စော်ဖျားရွာနဲ့မိုးရွှေကုန်းရွာကနေအိမ်တွေကိုနေ့စဉ်မီးရှို့ဖျက်ဆီးခဲ့ဖို့အတွက်အမိန့်ပေးခဲ့လို့လည်းသိရပါဗျ။ဒါကညွန်ရတော့သူတို့ခံရတဲ့ကြောင့်မလို့ဒရေတရကြံခဲ့ရတယ်။ခံရတဲ့ကြောင့်မလို့သူတို့အဲဟိုကရွာရွာလုံးမီးရှို့ဖို့အတွက်မှာခဲ့တာပါ။ရှို့ခိုင်းတာတော့အကုန်မရှို့ခိုင်းတာ။ပြီးရလောင်းငယ်သားတွေကအကုန်မရှို့ဘူး။ ါတို့ကုံချိုးရတော့အကုံချိုးရင်တို့ဟိုဖြစ်မယ်ဆိုတာတို့သိရဲ့အားကြောင့်အကုံချိုးအားကြောင့်မှတော်တော်များပါသွားရဲ့ကျွန်တော်အတန်ကြားပါတယ်ဒါကျွန်တော်ပြေးရအောင်ကျွန်တော်ကြည့်ပါလားတော်တော်များပါသွားရဲ့အင်းအိမ်လုံး98လောက်ပါသွားရဲ့ပြန်ကြပါတယ်တိုင်တိုင်နေလည်းပါတယ်ဒါတိုင်တိုင်ကျွန်တော်နေလည်းပါတယ်ပြောပါတယ်ပြည်သူတွေဟိုဖြစ်ရတာတော့အဲ့ဟိုအဖြစ်ဘူးပါဗျာဒီတိုင်းလာဒီမားရဲ့ဘာလဲဝင်နေဒီမားပစ္စည်းဘူးလေယူရဲ့ လူပစ္စည်းကအများကြီးပဲဗျအစံတွေစီတွေစားတွေအိမ်အကုန်ယူတာခဏလေးလည်းအကုန်ယူတာအဲဒီကဒေသရုံအကုန်ဖောက်တယ်အိမ်တွေအိမ်တွေအကုန်ဖောက်တယ်ပစ္စည်းရှိရင်အကုန်ယူတယ်အဲတိုင်းမကရှုပ်တဲ့အိမ်သူမရှုပ်ပဲမရှုပ်နဲ့ဆိုတဲ့အိမ်ကိုမရှုပ်ဘူးအဲဖုံးရောက်ရောက်မှဒါရင်တို့ထိုင်းချပြီးတော့ဘူပစိတ်တိုက်ရှာတာပေါ့ပြည်သူကျွေးတော်ထမင်းကိုစား၍ပြည်သူတွေရဲ့နေအိမ်တွေနဲ့ယာတွေကိုမီးရှို့နေရတာကြောင့် အလင်းဝင်လို့တဲ့သူတွေရှိနေတယ်လို့လည်းအလင်းဝင်တက်သားမောင်စင်ကိုကိုကပြောပါတယ်။တဲချောင်းမြို့နယ်အတွင်းစစ်တပ်ကစစ်ကြောင်းထိုးနေပြီမဲ့လေတော်လဲတတွေရဲ့ခုခံတိုက်ခိုက်မှုတွေကြောင့်အထိနာကကြေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ပြည်သူပိုင်ပစ္စည်းတွေကိုလည်းလူရဲ့နေရာတွေကိုတောက်လျှောက်ဆို့တယ်လို့လုတ်ဆောင်နေရလို့လည်းဒေသခံပြည်သူတွေကပြောပါတယ်ရှင်။ ပကိုးဝတရင်တပုတ်ကိုကြည့်အောင်ပါပကိုးတိုင်းပောင်းတယ်မြို့နယ်ပကိုးရုံးမအတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခတ်ရမှာစစ်သားတအူးဟာထေသွားပြီးထိခိုက်ဒဏ်ရာရှိသူများပြားလို့ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်အမှတ်363တရင်ရဲ့စစ်ထောက်လမ်းရင်းနဲ့တရင်ပြန်ကြားရေးတဝန်ခံရဲဘော်ရှဲရိုးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဩဂတ်စ25နေ့မနေ့9နိုင်ခွဲလောက်ကပောင်းတယ်မြို့နယ်ကြောက်ကြီးတောင်ကိတ်စခန်းကအင်အား80ခန်းနဲ့ပကိုးရုံးမပေါ်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော် PDF 3631တရင်စနိုက်ပါအဖွဲ့ကနှစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားတအူးဟာထေသွားပြီးတအူးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗျ။အဲဒီတခိုင်မှုဖြစ်ပွားပြီးရဲ့နောက်မှာတေဆုံးသွားတဲ့စစ်သားအလောင်းနဲ့ဒဏ်ရာရှိသူကိုထမ်းစင်တဲ့ကြောက်ကြီးဂိတ်စခန်းကို ပြန်လည်ခေါ်ဆောင်သွားလို့လည်းသိရပါဗျ။အဲလိုခေါ်ဆောင်စင်မှာ ဘျူဝါ27ကိုကံမှုအောက်မှာရှိတဲ့363တက်ရင်တက်ခွဲ9ကပြန်ချီတက်ရွာနဲ့ညောင်နီပင်ရွာအကြားမှာပဒေတာမိုင်း၄လုံးနဲ့မိုင်းဆွဲတက်ခတ်ခဲ့ပါသေးတယ်။အဲဒီလိုမိုင်းဆွဲတက်ခတ်မှုအတွင်းမှာအကြက်ဖက်စစ်သား9ဦးဟာအပြင်းထန်ဒဏ်ရာရှိက၄ဦးဟာမစိုးရဒဏ်ရာရှိခဲ့ပြီးဒဏ်ရာရှိသူတွေကိုကြောက်ကြီးတောင်ဂိတ်စခန်းကိုပြန်လည်ခေါ်ဆောင်လာပြီးအဲ့ဒီကနေဖောကားတွေနဲ့ရွှေတောင်မြို့နယ်ဂရင်တရာစစ်ဆေးရုံကိုပို့ဆောင်ခဲ့လို့လည်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်ဒေါင်းလေးရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတက်ခတ်ခဲ့တာကြောင့်အသက်၅နှစ်အရွယ်ရှိတဲ့ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ဟာတိတ်ဆုံးခဲ့ရပြီးဘုံမှာတားမီနှုတ်ဦးပေါ်ကိုတက်တက်ကြက်ရောက်ပေါက်ကွဲခဲ့တဲ့အတွက်ရုပ်လောင်းတောင်ရှာမရတော့ဘူးလို့တာရီခန်စီရေးတာဝန်ခံရဲဘော်တစ်စာကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ဩဂတ်စ28ရက်နေ့ညနေ4:44မိနစ်လောက်မှာ ။အုပ်ဖို့မြို့နယ်တိမ်မြုပ်ကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကဒေါင်လေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒရုန်းနဲ့ဘုံနှလုံးကိုကျဲချခဲ့တာဖြစ်ပြီးအသက်9နှစ်အရွယ်ရှိတဲ့မတ်ယွန်းမီမီနဲ့မိခင်ဖြစ်သူအသက်32နှစ်အရွယ်ရှိတဲ့ဒေါ်စင်မတင်းတို့ဟာပွဲချင်းပြီးတည်ဆုံခဲ့ရတာလည်းဖြစ်ပါတယ်။အဲလိုစစ်တပ်ရဲ့ဒရုန်းဘုံနှလုံးဟာမတ်ယွန်းမီမီနဲ့ဒေါ်စင်မတင်းတို့အပေါ်ကိုတက်တက်ကြောက်ရောက်ပောက်ကွဲခဲ့တာဖြစ်တဲ့အတွက်ကြောင့် အလောင်းခန္ဓာကိုဟာရှာမရပဲအသားအစတွေသာကောက်ယူခဲ့ရလို့လေတာရီခန်စီတာဝန်ခံရဲဘော်တစ္ဆာက ပြောပြပါရတယ်။အဲ့ဒီပြစ်ခတ်မှုအတွင်းမှာမပေါက်ကွဲသေးတဲ့ဘုံတလုံးကိုလည်းတွေ့ရှိရပြီးရှင်းလင်းနိုင်ခဲ့လို့လည်းသိရပါရတယ်။အကြက်ဖက်စစ်တပ်ဟာ drone နဲ့ဘုံကျဲတိုက်ခိုက်မှုပြီးရနောက်မှာလက်လက်ကြီးတွေနဲ့ပါဇက်တိုက်ပြစ်ခတ်ခဲ့တာကြောင့်ကျေးရွာနေပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတင်းရှောင်နေရလို့လည်းသိရပါရရှင်။ဒီတစ်ခါမှာတော့ အကြမ်းဖက်စစ်တပ်ကြောင့်မြန်မာနိုင်ငံကနေထွက်ပြေးလာရတဲ့မြန်မာဒုက္ခသည်တွေကိုထိုင်းနိုင်ငံမှာအလုလုခွင့်ပေးမှုတွေထိုင်းပြည်မြင့်မြတ်နဲ့ထိုင်းအစိုးရကိုအမျိုးသားညီညွတ်ရေးဆိုရ NUG နိုင်ငံချိုင်းဝန်ထမ်းကကျေးဇူးတင်ကြောင်းတင်ဝန်လာပေးပို့လိုက်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ24ရက်နေ့က ထိုင်းနိုင်ငံအစိုးရကနေထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ယာယီကိုလိုရင်းစခန်းတွေမှာနေထိုင်နေတဲ့မြန်မာစစ်ပေးဆောင်ပြည်သူတွေကိုတရားဝင်အလုပ်လုပ်ကန်ခွင့်ပေးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မောင်အောင်ကအမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူများကိုစားထိုင်းပြည်မင်းမြတ်နဲ့ထိုင်းနိုင်ငံအစိုးရထံကိုကျေးဇူးတင်ကြားတဝန်လွှာပေးပို့ခဲ့တာလည်းဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာစစ်ပေးဆောင်ပြည်သူတွေ ရွှေပြောင်းလူသမားတွေနဲ့ပတ်သက်ပြီးလိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုထိုင်းနိုင်ငံအစိုးရနဲ့အတူလက်တွဲပြီးစိုးရံတောင်းဖို့အသင့်ရှိနေတယ်လို့လည်းထိုင်းအစိုးရထံကိုအသိပေးထားပါတယ်။ထိုင်းနိုင်ငံကနှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှာစေစုနှင့်များစွာကြာယာယီခိုလုံနေထိုင်နေကြတဲ့မြန်မာဒုက္ခသည်တွေကိုနိုင်ငံတွင်းတရားဝင်အလုပ်လုပ်ကန်ခွင့်ပြုဖို့အတွက်စီမံချက်အသစ်တရက်ကိုခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာဒုက္ခသည်တွေကိုသတ်မှတ်ထားတဲ့ထင်းချုံနေမြေတွေရဲ့ပြင်ပမှာနေထိုင်ခွင့်ပြုလိုက်တဲ့အပြင်အလောက်ကန်ရရှိဖို့အလို့သမားဝန်ကြီးဌာနကခွင့်ပြုချက်ပေးလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်အရအလောက်လောက်ကန်ခွင့်လက်မှတ်4200ခန့်ကို ထုတ်ပေးရန်ပြင်ဆင်ထားတယ်လို့လည်းဆိုပါတယ်။ထိုင်းအလို့သမားဝန်ကြီးဌာနရဲ့စီးရင်တွေအရမြန်မာနိုင်ငံကနေနေရဲစွန့်ခွာသူ9918ဦးကို ယာယီဒုက္ခသည်ခိုလုံရေးစခန်း၉ခုမှာလက်ခံထားရှိပြီးအများစုသောဒုက္ခသည်တွေဟာအဲ့ဒီနေရာမှာဆယ်စုနှစ်များစွာနေထိုင်ခဲ့ကြပြီးဒုက္ခသည်လူရဲ့၄၈ရာခိုင်နှုန်းခန့်မှာစခန်းတွေမှာမွေးဖွားခဲ့ကြတာလည်းဖြစ်ပါတယ်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရော UNHCR ကတော့ကမ္ဘာလုံးဆိုင်ရာရမုံငွေဖြတ်တောက်ထားချိန်မှာထိုင်းဆိုရတဲ့မူဝါဒအပြောင်းလဲကိုကြိုးဆိုရလို့လည်းထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နဝတ်ထရာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုတ်ယုံကယာရုကနဲ့အပြီးဖယ်ရှားလိုက်ပြီလို့ထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကဂျွယ်လာတရနေ့ကနေစတင်ကထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နဝတ်ထရာကိုယာရုကနဲ့ယာယီစံငံထားရာကနေ မနေ့ကအပြီးဖယ်ရှားဖို့အတွက်ဆုံးဖြတ်ချက်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ဝန်ကြီးချုပ်ပေထုံတန်နဲ့ကမ်ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်တို့ကြားနေဆက်တင်းမာမှုကိစ္စဖုန်းအပြန်အလှန်ပြောဆိုခဲ့တဲ့အတန်ဖိုင်ဟာပေါက်ကြားခဲ့ပြီးအတန်ဖိုင်ထဲမှာထိုင်းဝန်ကြီးချုပ်အနေနဲ့ကြင်ဝတ်ဖောက်ဖြက်ပြီးနိုင်ငံအတွက်သိခါကြစေခဲ့တယ်လို့လည်းဆုံးဖြတ်ခဲ့တာပါ။ဝန်ကြီးချုပ်ရဲ့ပြောဆိုမှုတွေဟာအခြေခံဥပဒေကိုချိုးဖောက်ပြီးနိုင်ငံတော်လုံခြုံရေးကို ထိပါတယ်လို့ဆိုတာ ဖွဲ့စည်းပေါ်အခြေခံဥပဒေခုံရုံးကဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။ဟွန်ဆန်နဲ့ဖုန်းအတန်ဖိုင်တွင်ထိုင်းဝန်ကြီးချုပ်ပေထုံတန်ကထိုင်းတက်မတော်အပေါ်မသင့်တော်တဲ့အသုံးအနှုန်းတွေနဲ့ပြောဆိုခဲ့တဲ့အတွက်ကြောင့်ထိုင်းအထက်လွှတ်တော်မှ36ဦးကခြေခံဥပဒေခုံရုံးစီမှာတရားဝင်တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။ဝန်ကြီးချုပ်ကိုဖယ်ရှားလိုက်တာကြောင့်ထိုင်းဝန်ကြီးချုပ်အစ်ကိုထပ်မံရွေးချယ်ရမှာဖြစ်ပြီးထိုင်းအစိုးရတစ်ဖွဲ့လုံးအပြောင်းလဲတွေပြုလုပ်ရမှာဖြစ်တယ်လို့လည်းထိုင်းသတင်းဌာနတွေကရေးသားဖော်ပြထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပြုတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ thank you